မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်မင်းအွန်လိုင်းဟာဖအန်နဲ့မော်လမြိုင်ခီးစဉ်တွေမှာတာဝန်ရှိတဲ့သူတွေကသူ့အတွက်တဲခင်းအခန့်ပေးတဲ့တောက်ရေရေနွေးလက်ဖက်အချိုးဘွဲနဲ့အစားတောက်တွေကိုလုံးဝမတုံမတိမစားပဲသူ့မှာပါလာတဲ့ကိုပိုင်ရေဘူးနဲ့အစားတောက်တွေကိုသာစားတောက်ခဲ့တယ်ဆိုပါလေကင်းဘီနကချပ်ပြန်ဝေးလင်းဂိုင်းတွေအခြေဆိုင်ရွှေကုတ်ကိုမြို့တဲ့အတွင်း ကြားဖြန့်ဝေးလိမ်မှုတွေလုပ်တဲ့အချိန်အသုံးပြုတဲ့ကွန်ပျူတာတွေဖုန်းစင်ကတ်တွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဘာတစ်ခုမှတတ်သိမချန်မှု ကြားဖြန့်ခေါင်းဆောင်တွေကဖယ်ရှားခန့်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မင်းအောင်လိုင်ဟာဖအန်နဲ့မော်လမြိုင်ခီးစင်တွေမှာတာဝန်ရှိတဲ့သူတွေကသူ့အတွက်တဲခင်းအခံပေးတဲ့တောက်ရေရင်တွေလက်ဖက်အချိုးဘွဲ့နဲ့အစားတောက်တွေကိုလုံးဝမတုတ်မထိမစားပဲ သူမှာပါလာတဲ့ကိုပိုင်ရေဘူးနဲ့အစားတောက်တွေ့ကူတာစားတောက်ခဲ့တယ်လို့အဲ့ဒီခီးစဉ်အတွက်မင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတရင်အရင်မြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဒါကတော့အကြံဖတ်မင်းအွန်လိုင်းဟာလက်ရှိသူတို့စစ်တပ်ထိန်းချုပ်ထားရာကရင်ပြည်နယ်ကဖအံမြို့ပေါ်ကိုနိုဝင်ဘာလ15ရက်နေ့ကတွားရောက်ခဲ့တယ်လို့နိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်မြို့ကိုတွားရောက်ခဲ့ပြီးသူ့လက်အောက်ခံဌာနဆိုင်ရာတွင်နဲ့တွေ့ဆုံခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတွေ့ဆုံတဲ့အချိန်သက်ဆိုင်ရာသူတို့စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက မင်းအွန်လိုင်းအတွက်တဲခင်းအခန့်ပေးထားတဲ့တောက်ရေးရေနွေးလက်ဖက်အချိုးဘွဲနဲ့အစားတောက်တွေကိုအကြက်ဖက်မင်းအွန်လိုင်းဟာလုံးဝမတုတ်မတိမစားပဲသူ့မှာပါလာတဲ့ကိုပိုင်းရေဘူးနဲ့အစားတောက်တွေကိုသာစားတောက်ခဲ့တယ်လို့အဲ့ဒီခီးစဉ်အတွက်မင်းအွန်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့စစ်တလောက်ခန့်ဌာနဆိုင်ရာတရင်အရှင်မကပြောထားပါလေဒါအပြင်အကြက်ဖက်မင်းအွန်လိုင်းဟာအဲ့ဒီခီးစဉ်အတွက်သူ့လက်အောက်ခံဌာနဆိုင်ရာတွေကိုပဂရိအခြေအနေတွင်နဲ့ကန့်ညီမှုမရှိလဲသူထင်ရမြင်ရတွေကိုသာရှောက်ပြောနေခဲ့ပြီး တွေ့ဆုံပွဲဒီမှာဆိုအ ਨੇ ဆုံးတနအီကျော်ကြာအောင်မရက်မနာသူတူတည်းပြောဆိုမှုတွေလှုပ်ဆောင်ခဲ့တယ်လို့အဲ့ဒီခီးစဉ်အတွက်မင်းအွန်လိုင်းရဲ့အပြုတ်မှုနဲ့အနေထိုင်ကိုတေချာသတိထားခဲ့တဲ့ဌာနဆိုင်ရာသတင်းအရှင်မြစ်ကရန်ကုန်ခေတ်တကိုပြောပြထားပါတယ်အဲ့ဒီအကြံဖတ်မင်းအွန်လိုင်းတွားခဲ့တဲ့ဂိမ်းပီးနဲ့ကဖအန်ခီးစဉ်မှာဆိုရင်သူ့အတွက်လုံခြုံရေးစိတ်မချလို့ရောခီးစဉ်ပေါက်ကြားသွားမှုကြောင့်မှမင်းအွန်လိုင်းဟာနောက်ထပ်အဆီဇင်တွေကိုဖျက်သိမ်းပြီးသူတို့စစ်တပ်ရဲ့တက်နယ်တွေ့ဆုံပွဲကိုတော့မသွားတော့ပဲဖျက်သိမ်းခဲ့တဲ့အပြင် ဖအံမြို့မှာညတော့မအိပ်ရတော့ပဲရဟယင်းနဲ့မော်လမြိုင်မြို့ကိုချက်ချင်းထွက်ခွာသွားပြီးမှတို့ရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ထဲမှာပဲညအိပ်ခဲ့တယ်လို့စစ်တပ်သတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ဂင်းပြည်နယ်ကကြားဖြတ်ငွေလိန်ဂိုင်းတွေအခြေဆိုင်ရရွှေကောက်ကိုမြို့တဲ့အတွက်ကြားဖြတ်ငွေလိန်မှုတွေလုတ်တဲ့အချိန်အသုံးပြုတဲ့ကွန်ပျူတာတွေဖုန်းစင်ကတ်တွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဘာတစ်ခုမှတတ်သိမချန်ဖို့ ကြပြန့်ခေါင်းဆောင်တွေကဖယ်ရှားခိုင်းနေတယ်လို့ရွှေကုတ်ကိုအတွင်းမှာရှိတဲ့တရင်ရင်မြစ်ကရန်ကုန်ခေတ်တကိုအတိပေးပြောဆိုလာပါတယ်။နိုဝင်ဘာလ16ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာဆိုရင်ကြပြန့်ဝင်းလင်းဂိုင်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့တဲ့အတွင်းကတရုတ်လူမျိုးတွေအပါအဝင်နိုင်ငံဂျာတာတွေနဲ့ကြပြန့်ငွေလင်းမှုလုပ်တဲ့အလုပ်သမားတွေဟာအစုလိုက်အပြုံလိုက်ထွက်ခွာနေကြတာဟာညာတွင်ချင်းဝရုံးသုံးကားတွေဖြစ်နေကြပြီးဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနေ့ပိုင်းမှာတော့မနေ့ကညလောက်ဝရုံးသုံးကားမဖြစ်တော့ဘဲထွက်ခွာမှုတွေရှိနေတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ ရွှေကုတ်ကိုမြို့တည်အတွက်ကြားဖြတ်ငွေလိမ်မှုတွေလုပ်တဲ့အချိန်အသုံးပြုတဲ့ကွန်ပျူတာတွေဖုန်းစင်ကတ်တွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဘာတစ်ခုမှတတ်သိမချန်ဖို့ကြားဖြတ်ခေါင်းဆောင်တွေကဖယ်ရှားခိုင်းနေပြီးအဲ့ဒီမှာရှိတဲ့ကြားဖြတ်ငွေလိမ်အလုပ်တွေကိုလည်းယာယီအလုပ်ပိတ်မယ်ဆိုပြီးတော့ပါကြားဖြတ်ခေါင်းဆောင်တွေကပြောဆိုထားသေးတယ်လို့ရွှေကုတ်ကိုအတွင်မှာရှိတဲ့တင်းအရင်မြစ်ကရန်ကုန်ခေတ်စ်ကိုအတိပေးပြောဆိုထားပါတယ်အဲ့ဒီကင်ပီနဲ့ကကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေဆိုင်ရာရွှေကုတ်ကိုမြို့တည်ကို မြန်မာစစ်တပ်လက်အောက်ကဘီဂျက်ခေါင်းဆောင်စောချက်သူဦးဆောင်တဲ့တပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးအဲ့ဒီကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကိုမြန်မာစစ်တပ်နဲ့ဘီဂျက်တပ်တွေကပါနောက်ွယ်ကနေပူးပေါင်းပါဝင်ပတ်သက်ပြီးလှုပ်ဆောင်နေကြတာဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့အမေရိကန်နိုင်ငံကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ဂိုင်းတွေကိုနှိမ်နှင်းမှု FBI မှာပါတဲ့အထူးတပ်ဖွဲ့ဖွဲ့လိုက်ပြီးဆိုတဲ့အကြောင်းအမေရိကန်ဘက်ကနေတရားဝင်ထုတ်ပြန်လိုက်ပြီးနောက်မှာပဲအဲ့ဒီကင်ပီနဲ့ကကြားဖြတ်ငွေလိမ်ဂိုင်းတွေအခြေဆိုင်ရာ ရွှေကောက်ကိုမြို့တဲ့အတွင်းမှာရှိတဲ့မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်တွေကသူတို့နယ်မြေထဲမှာသူတို့ကိုယ်တိုင်ပူးပေါင်းလှုပ်ဆောင်နေတဲ့ကြားဖြန့်ဂိုင်းတွေကိုသူတို့ကပြန်ပြီးမြန်မာစစ်တပ်နဲ့အတူပူးပေါင်းနှိမ်နှင်းမယ်ဆိုတာမျိုးတွေအထိမီဒီယာတွေကနေတဆင့်အရေးကြီးတုတ်ပြနဲ့ထပြီးကြေညာပြောဆိုလာပြန်တာပါအဲ့ဒီလိုပြောဆိုမှုအပြီးမှာပဲနိုဝင်ဘာလ18ရက်ဖြစ်တဲ့မနေ့ကညပိုင်းမှာတင်ရွှေကောက်ကိုမြို့တဲ့အတွင်းကကြားဖြန့်ငွေလိမ်မှုတွေလှုပ်တဲ့သူတွေဟာအစုလိုက်အပြုံလိုက်ထွက်ခွာမှုတွေနဲ့ ဝရုံသုံးကားတွေဖြစ်ခဲ့ကြပြီအဲ့ဒီမှာရှိတဲ့အဓိကကြားဖြတ်ငွေလိန်ခေါင်းဆောင်ဘိုင်းတွေကိုတော့ကြားဖြတ်တွေကိုခြေမုံမယ်လို့ပြောနေတဲ့မြန်မာစစ်တပ်လက်အောက်ခံ BGF တပ်တွေကပဲကားတွေနဲ့တခြားနေရာတွေကိုပြောင်းရွှေ့ပေးတာတွေလုပ်ခဲ့ပြီးမှမြန်မာစစ်တပ်နဲ့အတူအဲ့ဒီစစ်တပ်လက်အောက်ခံ BGF တပ်တွေဟာရွှေကုတ်ကိုအတွင်ခတ်တီတီနဲ့ဝင်ရောက်နေရာယူတာတွေသူတို့ဖြေရှင်းနေပါတယ်ဆိုတဲ့ပုံစံနဲ့ကင်းလှဲ့ဓာတ်တွေကိုပါဟန်ဆောင်ပန်ဆောင်တွေလုပ်ပြနေတယ်လို့ အဲ့ဒီရွှေကုတ်ကိုအတွင်းမှာရှိတဲ့တည်င်းရစ်မြစ်တွေကရန်ကုန်ခေတ်တကိုပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ချင်းပြည်နယ်ပလန်မြို့နယ်စစ်နမိုင်ကန်အကွာမဏိပူရမြစ်အနီးမှာအချက်ဖက်စစ်တပ်နဲ့ချင်းတော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးချင်းတော်လန်ရေးတပ်တွေကတော့တိမ်ပတ်ရရှိထားတဲ့နေမြေတွေကိုမဆုံးရှုံးရအောင်ချင်းတပ်တွေအားလုံးပေါင်းပြီးစစ်စစ်လုံးလုံးနဲ့ပြန်လည်တက်ခိုက်ချိန်မုံနေတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီထွတ်ကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကစပြီး ချင်းပြည်နယ်ဖလန်းမြို့နယ်ဆက်နမိုင်ကပ်အကွာဘက်ကိုအချက်ဖက်စစ်တပ်ကကလေးမြို့ဘက်ကနေစစ်ကြောင်းထိုးတာတွေလာလုံနေပြန်တဲ့အတွက်မဏိပူရမြစ်အနီးမှာအချက်ဖက်စစ်တပ်နဲ့ချင်းတော်လိုင်းရဲတပ်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရဆိုပါလေအဲ့ဒီတိုက်ပွဲတွေအတွက်နေမြေအခြေအနေရချင်းတော်လိုင်းရဲတပ်တွေကအသာစီးရထားတဲ့အတွက်စစ်တပ်ဘက်ကထုံးစံအတိုင်းအထိနာနေမှုတွေကြောင့်လေကြောင်းကနေဘုံကျဲပြီးပြစ်ကူပေးနေရတယ်သိရပါလေအဓိကကတော့ အကြဖက်စစ်တပ်ဟာနိုင်ငံတော်ကသူတို့လက်လွတ်ထားရတဲ့တော်လန်ရေးတပ်တွေထိန်းချုပ်ထားရနေမြေတွေကိုပြန်လည်လိုချင်နေတဲ့အတွက်ထိုးစစ်စင်တာတွေတွားတွားလုံနေရမှာအခုလိုချင်းပြည်နယ်ဘက်ကပါစစ်ကြောင်းတွားထိုးနေပြန်တာဖြစ်တယ်လို့လောလောဆယ်တော့ချင်းတော်လန်ရေးတပ်တွေကနေမြေအသာစီးရှိနေတာရောတိမ့်ပိုက်ရရှိထားပြီးသားနေမြေတွေကိုလက်လွတ်မဆုံးရှုံးရအောင်ချင်းတော်လန်ရေးတပ်တွေအားလုံးပေါင်းပြီးစစ်စစ်လုံးလုံးနဲ့ပြန်လည်တိုက်ခိုက်ချေမုန်းနေတာတွေကြောင့်ပါစစ်တပ်ဘက်ကတော်တော်ကိုအထိနာနေပြီးတိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်နေတယ်လို့ ချင်းညီအောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းတီမီထွတ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းမိုးရွာမြို့နယ်ကကျပ်ပစစ်တပ်ရဲ့တာစီနယ်မြေရက်စကန်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်းရောက်တိုက်ခိုက်မှုအတွေ့ရဲလေးဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီးလက်နက်ကောက်ဖို့အခွင့်မတားခဲ့ဘူးလို့ Rocket Fighter တပ်ဖွဲ့ရဲ့လက်ပြကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့နိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲမုံရွာမြို့နယ်ကမုံရွာထောက်အနီးမှာရှိတဲ့အချက်ပစစ်တပ်ရဲ့တာစီနယ်မြေရက်စကန်ကို ဒေါ်လာအိပူပေါင်းတပ်တွေကဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်တပ်ကရဲ၄ဦးကတော့ပြစ်ခတ်မှုတွေကြားမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီ။အဲ့ဒီရဲမသားအလောင်းနေစီကနေလက်နက်တက်ကောက်ဖို့ကြိုးစားပြီးမယ်။အခွင့်မသားခဲ့ဘူးလို့လည်း Rocket Fighter တပ်ဖွဲ့ရဲ့လက်ပြကပြောထားပါတယ်။လက်ရှိမုံရွာမြို့နယ်မှာတော့ဒေါ်လာအိတပ်တွေထိန်းချုပ်ထားတဲ့နေမြေနဲ့စစ်တပ်ကတဆွဲထားတဲ့နေရာတွေဆိုတာမျိုးနှစ်ဖက်ရှိနေပြီ။စစ်တပ်ကလည်းတော်လိုင်းတပ်တွေရဲ့နေမြေတွေကိုပြန်လဲလိုချင်နေတဲ့အတွက်ရရင်ရတယ်လို့စစ်ကြောင်းထိုးတာတွေလှုပ်လို့ရှိတယ်လို့ ဒေါ်လာရင်းတက်တွေကလည်းစစ်တပ်တဆွဲထားတဲ့နေရာတွေကိုအခုလိုပဲတံပြန်တက်ခိုက်ချေမှုန်းမှုတွေအမြဲလိုလိုရှိနေတယ်လို့လည်းဒေတာတွင်သတင်းအရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့အကျန့်ဖတ်စစ်တပ်ကလုံခြုံရေးတွေအထူးတင်းကျပ်ထားတဲ့ရန်ကုန်မြို့ကမှော်ပြီးမြို့နယ်ကြန့်ဖို့ပါတီရုံးကိုမြို့ပြတော်လှန်ရေးရဲဘော်တွေကဘုံခွက်တက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကအဆောင်စစ်သား2ဦးအပြင်းအထန်ဒဏ်ရာရထားတယ်လို့မြို့ပြကြွတ်နဝတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ နိုဝင်ဘာလ16ရက်နေ့ည10:00နာရီဝင်းကျင်လောက်ကပဲရန်ကုန်မြို့ကပေါင်ပြီးမြို့နယ်မှာရှိတဲ့ကြံ့ဖို့ပါတီရုံးကိုမြို့ပြတော်လိုင်းကြီးရက်ပေါ်ကလက်လုံမိုင်းနဲ့ပါတွဲထားတဲ့ဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါလိမ့်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့ကြံ့ဖို့ပါတီရုံးမှာစောင့်နေတဲ့စစ်သား2ဦးကတော့သေနိုင်လောက်တဲ့အထိအပြင်းထန်ဒဏ်ရာတွေရသွားပြီးစစ်သားတွေဘက်ကကြောက်အလန့်အနဲ့ရန်တမ်းပြီးပြန်လဲပြစ်ခတ်မှုပါလုပ်ခဲ့သေးတယ်လို့မြို့ပြကြွတ်နဝတ်တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရှင်းပြထားပါလိမ့်လက်ရှိရန်ကုန်တိုင်းမှာ အကြံဖတ်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတော့ပါလုံချုံရဲတွေကိုအရင်ထပ်ပူပြီးတင်းကျပ်ထားတဲ့ကြားကရန်ကုန်မြို့ပြတော်လိုင်းကြီးရဲဘော်တွေကလည်းစစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုအခုလိုဖောက်ခွဲတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့စာတင်ကျောင်းတွေကိုအကြံဖတ်စစ်တပ်ကလေကျောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အချိန်ကျောင်းသားကျောင်းသူတွေကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ထိခိုက်သိဆုံးမှုမရှိခဲ့ဘူးလို့အာခတ်တော်အေအေကနိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထုတ်ပြန်ထားပါတယ်။ဒါကတော့နိုဝင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကမိုးလဲပိုင်းမှာပဲအချက်ဖက်စစ်တပ်ကကြောက်ဖြူမြို့နယ်မှာရှိတဲ့ရတပ်ပြည်သူတွေနေထိုင်ရာလက်တင်ကျေးရွာအတွင်းကိုလေကြောင်းကနေဘုံကျဲတက်ခိုက်သွားရမှာစာတင်ကျောင်းတွေပေါ်ကိုတမင်တကာကျဲချသွားတယ်ဆိုပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုအတွင်းလက်တင်ကျေးရွာစာတင်ကျောင်းတွေပေါ်ကိုဘုံတိတွေကြောက်ရောက်ပောက်ကွဲခဲ့ပြီးမြဲ စာတင်ကြနေတဲ့ကျောင်းသူကျောင်းသားတွေကိုအချိန်မီပျောက်ရွှေ့နိုင်ခဲ့တဲ့အတွက်ထိခိုက်သေးဆုံးမရှိခဲ့ပဲစာတင်ကျောင်းတော်ပျက်စီးသွားတယ်လို့အရခတတော်အေအေကထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီကြောက်ဖြူမြို့နယ်တဲကပဲနောက်ထပ်ကြောက်ကလေးခြေရွာနဲ့မင်းရဲခြေရွာတွေကိုပါဂျပန်စစ်တပ်ကမနေ့ကတရက်ထဲမှာဒီလေကြောင်းကနေဘုံကျဲတက်ခတ်ခဲ့တဲ့အပြင်စစ်သင်းမောဘောကနေလေလက်နက်ကြီးနဲ့အဲ့ဒီခြေရွာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တက်ခတ်ခဲ့ပြီးတတော်အဲ့ဒီဘက်ကထိခိုက်မှုအခြေအနေတွေကိုမသိရသေးဘူးလို့ထုတ်ပြန်ချက်ထဲမှာပြောထားပါတယ်။ လက်ရှိရခိုင်ပြည်နယ်မှာအရခတ်တော်အေးအေးသိမ့်ပိုက်ဖို့ကြံနေတဲ့နောက်ဆုံးလက်ကျန်၃မြို့တဲကကြောက်ဖြူမြို့နယ်မှာအေးအေးနဲ့အကြမ်းဖက်စစ်တပ်အကြားနှစ်ဖက်စစ်ရေးတင်းမာနေတဲ့အချိန်စစ်တပ်ကကြောက်ဖြူမြို့နယ်ကိုပါလက်မလွတ်ရရေးအတွက်အခုလိုဘာမှမဆိုင်တဲ့အယသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုပါလေချောင်းတက်ကတ်မှုတွေဇက်တိုက်လှုပ်လာနေတာတွေကြောင့်ပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လေချောင်းရန်ကိုပုံမှုသတိထားကြဖို့ကိုလည်းအရခတ်တော်အေးအေးကသတိပေးထားပါသေးတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ မြန်မာအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီကိုနယ်စည်းမထသတင်းတောက်များအဖွဲ့ RSF က2025ခုနှစ်အတွက်သတင်းလွတ်လပ်ခွင့်စုကိုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ဒါကတော့နိုဝင်ဘာလ15ရက်နေ့ကပဲပြင်သစ်နိုင်ငံပါရီမြို့မှာ2025ခုနှစ်အတွက်သတင်းလွတ်လပ်ခွင့်စုပေးပွဲကိုကျင်းပခဲ့တာဖြစ်ပြီးအဲဒီမှာမြန်မာအကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးပြီးထောင်ဒဏ်နှစ်ရှည်ချမှတ်ထားတဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်ဒေဝီဟာ 2025ခုနှစ်အတွက်သတင်းထုတ်လက်ခွင့်စုကိုရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလို မတန်ရုပ်ရှင်ဒရိုက်တာ ရှင်ဒေဝီရရှိခဲ့တဲ့စုကိုတော့ဒရိုက်တာရှင်ဒေဝီကိုစားစိုက်ဆရာမမတိတာစန်းချောင်းကပြင်သစ်နိုင်ငံပါရီမြို့မှာပဲစုကိုတက်ရောက်လက်ခံပေးခဲ့ပြီးမြန်မာနိုင်ငံရဲ့သတင်းထုတ်လက်ခွင့်အခြေအနေတွေကိုပါပြောခဲ့တယ်လို့စုလက်ခံခဲ့တဲ့စိုက်ဆရာမကိုတိုင်သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားသလိုသူရရှိခဲ့တဲ့မတန်ရုပ်ရှင်ဒရိုက်တာရှင်ဒေဝီကိုလည်းအများဆုံးပြန်လဲလွတ်မြောက်ဖို့စူတောင်းပေးထားပါသေးတယ်။လောလောဆယ်မှာတော့ အခုလိုပြည်သက်နိုင်ငံမှာပေးတဲ့တည်တင်းလွတ်လပ်ခွင့်ဆုရရှိခဲ့သူမှတ်တမ်းရုပ်ရှင်ဒါရိုက်တာရှင်တေဝီကိုမြန်မာအချက်ဖတ်စစ်တပ်ကရုပ်ရှင်ရိုက်ကူးရမှာအသုံးပြုတဲ့ drone ဝယ်ယူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးပြီးတော့နှစ်ရှစ်ထောင်တန်15နှစ်အထိချမှတ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ